ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မြို့လေးတစ်ခုရဲ့တာယာတဲ့မနက်ခင်းလေးမှာတော့အဖေတယောက်ကသူ့ရဲ့သားလေးကိုအလုတ်တချာလုပ်ဖို့အတွက်စူပူနေပါတော့တယ်။ချူတူလာပေါင်းတာရဲ့မြင်မြန်လို့စပွဲနံပါတ်9ကအဖောက်တွေကသူ့မထားတဲ့စားစာစောင့်နေရတာစိတ်မရှိတော့ဘူးတဲ့။အခုဆိုင်ရဲ့အပြင်မှာတန်းစီနေတဲ့သူတွေကလည်းပိုများလာပြီ။မင်းလောက်လောက်တာကဒီလောက်ထိကြာနေရင် လူတိုင်းတခြားဆိုင်ဒီဇိုင်းကိုရောက်သွားလိမ့်မယ်။အဖေစပွဲနံပါတ်5အတွက်အော်ရာကတော့အဆင်သင့်ဖြစ်နေပါပြီ။ပြီးတော့အဖေဒီမှာရှိတဲ့စပွဲတချို့ကလည်းမဇာကင်မှာလွတ်တော့မယ်ဆိုတော့အပြင်ကဖောက်တယ်တွေလည်းအထက်ကိုဝင်လို့ရပါပြီ။ဒါကတော့ဆတ်ဒရာဘဝရဲ့ဟိုတယ်ဖြစ်ပြီးတော့သူရဲ့နာမည်အတိုင်းပဲ။အာတီတီဒီဘိုဘွားဧည့်သည်တော်သည်ဖျားသခင်နဲ့တူတယ်လို့အမည်ပေးထားပါဗျ။ ိုတယ်နာမည်လိုပဲဟိုတယ်ရဲ့လုပ်ငန်းတွေကလည်းမှန်ကန်ပြီးတော့စိတ်ချရသလိုတိကျမှုလည်းရှိပါတယ်။ customer တွေကဟိုတယ်ရဲ့ကိုမဝင်ခင်မှာပဲဖောက်တဲ့တိုင်းကိုတီလက်လိမ့်ပေးပြီးတော့ customer တွေကို လေးလေးဆဆနဲ့ထိုင်ကုန်နေပေးကအစားအစာတွေလည်းကျွေးမွေးလည်းရှိပါတယ်။အဲ့လိုထူးခြားတဲ့နီလန်းနေကြောင်းမယ်။စတရာပိုင်ရဲ့ဟိုတယ်ကသူ့ရဲ့မြို့အတွင်းမှာအလွန်နာမည်ကြီးပြီးတော့ဝေးလံလာတဲ့နေရာတွေက လူတွေပါသူ့ရဲ့ဟိုတယ်ကိုအစားအစာတွေလာရောက်စားသုံးနေရှိတယ်။ ဒါပြင်ဟိုတယ်ရဲ့အစားအသောက်တွေကလည်းအရန်အရသာရှိပြီးတော့တန့်ရှင်းမှုရှိလွန်ပါတယ်။ဒီလိုကြောင့်မေးဖောက်တဲ့များစုက အနီးနားကတခြားဟိုတယ်တွေစာဆတရာဘွန်ရဲ့ရှိကိုလာရတဲ့အကြီးကအကြောင်းရင်းတွေကတခုလည်းဖြစ်ခဲ့တယ်။ဆရာကျွန်တော်ရဲ့နာမည်ကရာမန်ပါ။ကျွန်တော်ကပြည်သူ့အချိန်မီဒီယာသတင်းစာကပါ။ကျွန်တော်ဆရာကိုအင်တာဗျူးကျင်လို့ပါ။ကောင်းပြီ။ရပါတယ်။ကျွန်တော်တို့ခမည်းကိုအရင်တီလက်လိမ့်ပေးပါမယ်။ အဲ့ဒီလိုပြောပြတာနဲ့ဆက်ဒရာဘွမ်ကသတင်းသမားကိုကြည်လက်လိမ့်ပေးလိုက်ပါတယ်။ဟုတ်ပါပြီ။အခုတော့ဒီမှာတတောင်းတတာထိုင်လိုက်ပါအောင်။ချူချူဒါလေးမြ мян ပူနွနွေးဘဲကစော်ရီနဲ့ကောင်းတဲ့လက်ဖက်ရည်ကိုမုတ်အနေနဲ့ယူလာခဲ့ပါအောင်။ဆက်ဒရာဘန်ကြီးပထမဆုံးအနေနဲ့ကျွန်တော်ဆရာရဲ့ဟိုတယ်တစ်ခုလုံးကိုမိဖို့ဆောင်နဲ့ကြည့်ချင်ပါတယ်။ဒါနဲ့ပြောပါအောင်။ဆရာကဆရာမိဖို့ဆောင်ကိုဘယ်သူမှပေးမဝင်ဘူးဆိုတာသိပေမဲ့ကျွန်တော်ကတော့သွားကြည့်ဖို့လိုတယ်။ မဟုတ်ရင်ဒီအင်တာဗျူးကမပြည့်စုံပဲကြမ်းခဲ့လိုက်မယ်။အိုးဆရာလည်းသိတဲ့အတိုင်းပဲလေ။ကျွန်တော်တို့ဟိုတယ်လုပ်ငန်းတွေမှာတုံးတဲ့အရန်အရေးကြီးတာကဟိခတ်အမွေကြိုင်တဲ့ဆက်ပြုံနည်းတွေပဲ။အဲ့ဒါကိုကျွန်တော်အနေနဲ့ကျွန်တော်ရဲ့လုပ်ဖို့ကိုင်မတ်တွေကအရာအလုံးစူးစမ်းပြီးတော့ဖန်တီးဖို့အတွက်တကယ်စူးစမ်းခဲ့ရတာလေ။ဒါပေမဲ့ဆရာဆရာအထွတ်အလုပ်လုပ်တဲ့သူတွေကတယောက်ယောက်ဆိုလိုတာကဆရာရဲ့လုပ်ဖို့ကိုင်ဖက်တွေကတယောက်ယောက်ကလိမ့်လည်နေမယ်ဆိုရင်ရောဆရာအဲ့ဒီကိစ္စကိုဘယ်လိုကင်တယ်မလဲ။ အဲ့ဒီကိစ္စကမဖြစ်နိုင်ပါဘူးမဖြစ်နိုင်ဘူးဒီနေရာမှာကျွန်တော်တို့အလုပ်လုပ်ပေးနေတဲ့သူတွေအားလုံးကကျွန်တော်ရဲ့ရွာကပါအဲ့တော့ကျွန်တော်ပြောချင်တာကတော့သူတို့အားလုံးကကျွန်တော်ရဲ့မိသားစုပဲပြီးတော့ကျွန်တော်စီကနေလဲလှုပ်ဖို့ကိုင်းဖက်တရားမှမလှုပ်လို့မထွက်သွားဘူးတဲ့အမှတ်တမ်းမရှိပါဘူးဒါကတကယ်ကိုကြီးမြတ်တဲ့အရာပဲဆရာဒါပေမဲ့ဆရာအခုဆရာကအရန်နာမည်ကြီးလာပြီးတော့ဆရာရဲ့ဟိုတယ်ကလည်းကုန်ပစ္စည်းအမှတ်တရစိတ်တခုဖြစ်လာပြီဆိုတော့လူများစုကဆရာရဲ့မိဖို့ဆောင်အတွင်မှဘာရရှိလဲဆိုတာလာကြည့်ကြင်ကြလိမ့်မယ် ဒါပေမဲ့စိတ်မပူပါနဲ့ဆရာဟင်ခအမွေးကြိုင်တွေနဲ့ချက်ပြုတ်နီးတွေရဲ့လေးဝါချက်ကိုတော့ကျွန်တော်ကဘယ်တော့မှဖော်ထုတ်မှာမဟုတ်ဘူးဒါပေမဲ့လည်းဆရာအင်တာဗျူးနဲ့အတူတူပါဖို့အတွက်ကတော့မိဖို့ကြောင့်အတွင်းပိုင်းကဓာတ်ပုံတချို့လိုလိမ့်မယ်ဆက်ဒရာဘန်ကတည်င်းစာဆရာကိုရှင်းပြဖို့ကြိုးစားပေမဲ့သူကိုယ်တိုင်ကပဲတည်င်းစာဆရာရဲ့ထောင်ချောက်ထဲကိုရောက်သွားတယ်သူ့ရဲ့ပုံနဲ့အင်တာဗျူးနဲ့ဓာတ်ပုံတွေကတည်င်းစာမှာပါလာတော့မယ်ဆိုတာကိုသိလို့သူကအယံပျော်ရွှင်သွားတယ်အဲ့ဒီပျော်ရွှင်မှုနဲ့ပဲဆက်ဒရာဘန်လို့ ။တရင်းစာဆရာကိုသူ့ရဲ့ဟိုတယ်အသေးစိတ်အချက်အလက်လေးကိုလိုက်ပြလိုက်ပါတယ်။ဆက်ဒရာဘန်ကသူကိုရိုင်းနာမသိဘဲနဲ့သူ့ရဲ့မိဖို့ကြောင့်နဲ့အချိပါခေါ်သွားမိခဲ့ပြီးတော့သူ့ရဲ့လက်ဝတ်ချက်တွေနဲ့ချက်ပြုတ်နီးတွေအလုံးကိုလည်းဖော်ထုတ်ပြပြမိလိုက်ပါတယ်။တရင်းစာဆရာကလည်းဟိုတယ်ကအရာအလုံးဒီပါကိုတက်ပုံရယူခဲ့တဲ့တရင်းစာဆရာသမားလေးရဲ့အင်တာဗျူးအတွင်းမှာဆက်ဒရာဘန်ရဲ့လက်ဝတ်ချက်တွေအလုံးကိုလည်းဖော်ထုတ်နိုင်ခဲ့သလိုမိကုံးများစွာကိုလည်းမေးမြန်းခဲ့ပါတယ်။ကောင်းပြီဆက်ဒရာဘန်ကြီးဆရာနဲ့တွေ့ရတာအရန်ကောင်းပါတယ်ကျွန်တော်ခုသွားတော့မယ် ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျဒါနဲ့ဒါရီအလွန်ကိုညီလေးတို့ကဘယ်သတင်းစာမှာဘယ်တော့ထုတ်ဝေမှာလဲအဲ့ဒီကြွက်ကတော့ကျွန်တော်တို့သတင်းစာတိုက်ကမကြခင်တရက်နှစ်ရက်အတွင်းဖုံးဆက်ပြီးတော့အကြောင်းကြားပါလိမ့်မယ်အဲ့လိုပြောပြတာနဲ့သတင်းစာဆရာကလည်းစက်ထရာပိုင်းဟိုတယ်ကနေထွက်သွားခဲ့ပါတယ်ကနားလောက်လမ်းလျှောက်ပြီးသွားတဲ့နောက်မှာကောင်းလေးကတစ်ချက်ပြုံးလိုက်ပြီးတော့လေပြင်းမှာရှိတဲ့မပုံတင်ကပြားကိုကျွက်ကအမိုက်ပေါ်နဲ့ကိုပြစ်ထည့်လိုက်တယ်ကောင်းလေးကစက်ထရာပန်ကိုအလွန်လိမ်မာတယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့သူကလုံးဝအယူပဲဖြစ်နေခဲ့ပါတယ် ီကောင်လေးကသတင်းစာဆရာလုံးဝမဟုတ်ခဲ့ဘူး။ကောင်လေးကစတရာဘန်ရဲ့ဟိုတယ်နားကတခြားဟိုတယ်ပိုင်းရှင်ရဲ့ဆွေမျိုးတယောက်ဖြစ်ပြီးတော့အဲ့ဒီကောင်လေးကဟိုတယ်ရဲ့လေးဝက်ချက်တွေအလုံးကိုသိရဖို့အတွက်သတင်းစာဆရာအယောင်ဆောင်ပြီးတော့လာခဲ့တာပါ။တစ်ချိန်တည်းမှာပဲကောင်လေးကလည်းသူ့ရဲ့မေရှင်လှုပ်ဆောင်ရမှာအောင်မြင်သွားခဲ့တယ်။တစ်ချိန်တည်းမှာစတရာဘန်ကလည်းသူ့ရဲ့အင်တာဗျူးကိုမနက်ခင်းသတင်းစာတွေမှာပါဖို့အတွက်စောင့်နေခဲ့ပါတယ်။ဒီနေ့ဆိုတေချာပေါက်သတင်းစာထွက်လာပြီဒီနေ့တော့သတင်းစာတွေမှာငါတက်ပုံကတေချာပေါက်ပါလာမှာပဲ သူ့ရဲ့သားလေးချိုတူကလည်းဒီနေ့ထွက်တဲ့သတင်းစာကိုယူလာပေးပေးမယ်။အရင်ရက်ကလိုပဲစတရာဘန်နဲ့သူ့ရဲ့ဟိုတယ်အကြောင်းကဘာမှပါမလာခဲ့ဘူး။အဲ့ဒီမြေခွေကိုမြင်လိုက်ရတော့စတရာဘန်ကအစိတ်တက်တွေကျသွားခဲ့ပါတယ်။အဲ့ဒီတိုင်းပဲရပောင်းများစွာကြတဲ့အချိန်စတိုက်ဖြစ်နေတာကြောင့်စတရာဘန်ကသူ့မျက်လင်းချက်တွေအလုံးကိုလိုက်လျှော့ပြီးတော့မေ့ပစ်လိုက်တယ်။အဲ့ဒီလိုနဲ့တရက်အယောက်မှာတော့ရုတ်တရက်စတရာဘန်ရဲ့ဟိုတယ်ကဝင်ရောက်စီးနှီးစစ်ဆေးခြင်းခံလိုက်ရတယ်။စတရာဘန်ရဲ့ဟိုတယ်ကိုလည်းအစားအသောက်စစ်ဆေးရမှုကြီးဆိုပြီးတော့ သူ့လူတချို့နဲ့ရောက်လာပြီးဟိုတယ်မှာရှိတဲ့အရာလုံးကိုစစ်ဆေးတော့တယ်။ဆရာဆရာရဲ့ဟိုတယ်ကိုအတိုင်ကြားစာတွေလက်ခံထားရှိပါတယ်။ဆရာတို့ဟိုတယ်ရဲ့အစားအသောက်တွေထဲမှာအတူရောင်ဟိခတ်အမွေးဆိုင်တွေတုံးတယ်လို့စာရီရရှိထားတယ်။ဆရာဆရာကြီးဘာတွေပြောနေရလဲ။ကျွန်တော်ဒီဟိုတယ်ကိုတိဆောက်ထားတာနှစ်ပေါင်းများစွာကြာတဲ့အထိရူးရူးတသက်နဲ့ဖွင့်လှစ်ခဲ့တာပါ။အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကိုဒီနေရာကိုရှာဖွေခွင့်ပေးပါဆရာ။အဲ့လိုနဲ့စစ်ဆေးမှုကြီးရဲ့အဖွဲ့တစ်ဖွဲ့လုံးကဟိုတယ်ရဲ့ရှူတာလိုင်းကိုရှာဖွေကြတယ်။ အဲဒီနောက်မှာတော့ထိုးဘဲကမိဖို့ကြောင့်နားမှာရှိတဲ့တကားငယ်လေးတစ်ခုကိုတွေ့လိုက်တယ်။ဒါကြောင့်မယ်အစားတောက်စစ်ဆေးမှုကိုယ်တိုင်ကအဲ့ဒီတကားကိုဖွင့်ပြီးတော့အတွင်ထဲဝင်သွားပါတယ်။ဆရာဒါကဆရာယူသားမှုရဲ့တက်တေးလား။ဆရာချက်တင်တယ်။စတရာဘန်တယောက်သူ့ရဲ့ဟိုတယ်မှာဘာတွေဖြစ်နေလဲဆိုတာကိုနားမလည်နိုင်အောင် ဖြစ်နေပါတယ်။ဖြစ်စည်းတွေကိုရှောက်တွေ့ပြီးတာနဲ့စည်ရင်းဌာနအဖွဲ့ကစတရာဘန်ကိုထောင်ချလိုက်တယ်။အဲ့ဒီအချိန်မှာပဲစတရာဘန်တီဆောက်ထားတဲ့အရာအလုံးကပျက်စီးသွားခဲ့တယ်။အဲဒါကြောင့်သူ့ရဲ့မိသားစုလေးကလည်းလမ်းဘေးကိုရောက်သွားခဲ့ရပါတယ်။ စတော်ဘန်ကသူ့ရဲ့အဖြစ်ကင်းစင်မှုကိုတသက်တည်းမပြနိုင်ခဲ့တဲ့သူ့ရဲ့ပိုင်ဆိုင်မှုအလုံးကိုလည်းအမခံချေပေးဖို့အတွက်ပဲကုံလွန်သွားခဲ့တယ်။စတော်ဘန်အတွက်အလုံးလုံးနေကြတဲ့သူ့ရဲ့ရွာကလူတွေအလုံးဟာလည်းသူ့ကိုစွန့်ခွာပြီးတော့ရွာကိုပြန်သွားပါပြီ။ခဏထွက်လာခဲ့ပါဦး။စတော်ဘန်မင်းရဲ့သားလေးချိုတူကမင်းကိုလွတ်ပေးဖို့အတွက်အမခံနေတဲ့အတူဒီကိုရောက်လာနေပြီ။စတော်ဘန်ကအမခံအကြောင်းကြားလိုက်ရတဲ့အတွက်တုံ့လို့သွားတယ်။အဲ့လိုနဲ့အပြင်ကိုထွက်လာတဲ့အခါမှာသူ့ရဲ့သားလေးချိုတူကရှင့်နေတယောက်နဲ့အတူတူသူ့ကိုစောင့်နေပါတယ်။ချိုတူ တာမင်းဓာရီကိုဘယ်လိုလုပ်လိုက်တာလဲတာမင်းကြီးအတွက်ပတ်စံနေကိုရောဘေးကရတာလေငါအတွက်တော့မင်းကမိခင်မရှိတဲ့မိဘမဲ့ကလေးလေးတယောက်ပါပဲအကိုအကိုကပဲကျွန်တော်ကိုထောက်ပံ့ခဲ့တာဆိုတော့ဒီလိုအခြေအနေမျိုးကြီးမှာကျွန်တော်ကအကိုကိုဘယ်လိုလုပ်ပြီးတော့တယောက်ထဲထားခဲ့နိုင်မှာလဲကျွန်တော်ကတော့ကျွန်တော်ရင်းသားစာရီတဲကနေကျွန်တော်အတွက်နောက်ထပ်ဆက်သွားမယ့်ပညာရေးအတွက်ငွေလေးနည်းနည်းစုကြရဲဆိုတာအကိုမှတ်မိလားကျွန်တော်စီမှာအခုအဲ့ဒါတွေအားလုံးကကြံ့နေတာပါ ချူတူရဲ့စကားတွေကိုကြားလိုက်ရတော့ဆက်ဒရာဘန်ကမျက်ရည်ဝဲလာပြီးတော့ချူတူကိုပွေးပတ်လိုက်တယ်။ဒါပေမဲ့အရာအလုံးကတော့အဆင်မပြေသေးပါဘူး။ဆက်ဒရာဘန်ရဲ့နာမည်ကမြို့တစ်မြို့လုံးမှာအညစ်အကြေးဆွန့်ထင်နေခဲ့ပြီးဖြစ်လို့သူဟာသူ့မိသားစုနဲ့ချူတူကိုခေါ်ပြီးမြို့ရဲကနေထွက်ခွာသူ့ရဲ့ရွာလေးကိုပြန်သွားခဲ့ပါတယ်။ဆက်ဒရာဘန်ရဲ့ရွာမှာတော့တောကြီးတွေရှိပြီးတော့အဲ့ဒီတောကြီးရဲ့အလင်းမှာပဲဆက်ဒရာဘန်နဲ့သူ့ရဲ့မိသားစုကတဲအင်ကြီးလေးလုံထိုးပြီးတော့နေထိုင်ကြတယ်။အဲ့ဒီချိန်မှာတော့ဆက်ဒရာဘန်နေထိုင်ဖို့လုံလောက်တဲ့ပတ်စံတော့မရှိတော့ဘူး။ ဒါကြောင့်မဲ့သူကတခုခုလုံးမဖြစ်တော့မယ်လို့စဉ်းစားလိုက်တယ်။နောက်တနေ့မှာတော့ဆက်တွားဘန်ကရွာကကလေးတွေတဲကတယောက်ဟာပျက်စီးနေတဲ့ဘတ်စကားပေါ်မှာတခုခုစားနေတာကိုတွေ့လိုက်တယ်။ဆက်တွားဘန်ကကလေးစီကိုသွားပြီးတော့အစားအစာကြောင့်ကိုမေးလိုက်တယ်။တားရည်ဒီစားအစာတွေကဘယ်ကနေရတာလဲ။အကိုကြီးဒါကအနီးနားမှာရှိတဲ့အစားအစာတွေကနေရတာပါ။ဒီနားမှာအရင်ကတည်းကပျက်စီးနေတဲ့ဘတ်စကားကြီးတစ်စီးရှိတယ်လေ။ဟုတ်လား။ဟုတ်တယ်အကိုအဲဒီဘတ်စကားကြီးရှိနေတာအခုမသိဘူးလား။ လေးရဲ့စကားကိုကြားပြီးသွားတဲ့နောက်မှာတော့စတရာဘန်ရဲ့စိတ်ထဲမှာအတွေးတွေကပြေးလွှားလာပါတော့တယ်။သူကချိုတူးကိုခေါ်ပြီးသူစဉ်းစားထားတဲ့အရာအလုံးကိုချိုတူးနားလည်အောင်ပြပြဖို့စဉ်းစားလိုက်ပါတယ်။နောက်နေ့မနေ့အစောကြီးမှာတော့သူနဲ့ချိုတူးနှစ်ယောက်သားကဘတ်စကားကိုစီးကတော်ရဲသွားပြီးတော့သူတို့နဲ့အတူတူလေးဒေသခံမိန်းကလေးတချို့ကိုခေါ်ဆောင်လာပါတယ်။စတရာဘန်နဲ့ချိုတူးတို့ကနေရောညပါအလုံးလုံးခဲကြပြီးတော့မကြာခင်မှာပဲသူတို့ကဘတ်စကားကြီးကိုအသုံးပြုပြီးဟိုတယ်ကြီးတစ်ခုတည်ဆောက်နိုင်ခဲ့တယ်။အခုချိန်စတရာဘန်မှာတော့ဘတ်စကားနဲ့အသုံးဆောင်ပစ္စည်းအလုံးလေးရှိနေပြီ။ အခုချိန်စတရာဘန်အတွက်မေးစရာရှိတာကဒီဟိုတယ်မှာချက်ပြုတ်ပေးနိုင်ပါမလားဆိုတာပါပဲအခုစိတ်မပူပါနဲ့ဒီချောင်းကိုကျွန်တော်တို့တွေမြို့မာတို့ကကျွန်တော်နဲ့အလောက်တူတူတဲ့လူတွေအားလုံးကိုတွားပြောတင်နေသူတို့ကကျွန်တော်တို့ကိုတေချာမကူညီထပ်မံပေးမယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်သူတို့ကသူ့ရဲ့ရွာကလူတွေနဲ့စကားပြောခဲ့တယ်တဖြည်းဖြည်းနဲ့ရွာကလူတွေအများကြီးကစတရာဘန်တို့ကိုကူညီဖို့အတွက်ဟိုတယ်ကိုထွက်လာကြတယ်လူများပြားကလည်းစတရာဘန်တို့ကိုအခမဲ့ရိတ်ခါတွေအများကြီးပေးကြတယ် ဘတ်စကားကြီးကိုအသုံးပြုပြီးတော့ဆက်ထရာဘန်နဲ့ချိုတူကဟိုတယ်ကလိုအပ်တဲ့အစားအစာတွေကိုဂျိုပြီးချက်ပြုတ်လိုက်တယ်။အဲ့လိုနဲ့ဆက်ထရာဘန်ဟိုတယ်ကဂျပန်ပြန်လည်လေပန်းနိုင်ခဲ့ပေမယ့်အချင်းဒီကတော့အရင်နဲ့စာရင်အများကြီးကွာစားနေတယ်။ရပောင်မြတ်စွာကြတဲ့အထိဆက်ထရာဘန်ဟိုတယ်ကိုဖောက်တဲ့တဲရောက်မှမလာပါဘူး။တရက်မှာတော့မြို့မှာရှိတဲ့တငယ်ချင်းအုပ်စုတစုကဆက်ထရာဘန်တို့စီကိုရောက်လာပြီးတော့ဆက်ထရာဘန်ရဲ့ထူးခြားတဲ့ဟိုတယ်ကိုမြင်ပြီးအံ့ဩသွားတယ်။သူတို့အားလုံးကအသင်စံတစ်ခုကိုစံစည်းဖို့အတွက်စိတ်အားတက်တန်စွာနေပဲ။ဆက်ထရာဘန်ဟိုတယ်ကိုဝင်လာခဲ့ကြတယ်။ ်စက်တော်ဘန်ကလည်းသူတို့တွေကိုအရန်ခယူးဆိုက်ဆော်နဲ့ဧကန်ခဲ့ပြီးတော့ရလကအလွန်ကောင်းမွန်ခဲ့ပါတယ်။ဒါကလုံးဝအစ်စ်အစံအတွေ့အကြုံဖြစ်ပြီးတော့မျိုးနယ်ဝေးတဲ့နေရာမှာဒီလောက်ကောင်းတဲ့ဝင်စားမှုနဲ့ပိုကောင်းတဲ့စားတောက်ဆိုင်တွေရှိနေတာတကယ်ကိုအံ့ဩစရာပဲ။အရေးကြီးဆုံးကတော့ဒီလိုမျိုးချက်ပြုတ်လို့ရတယ်ဆိုတာတော့ကျွန်တော်တို့ကမသိခဲ့ပါဘူး။ချက်ပြုတ်နေတွေဒီလောက်များပြားနေတာကိုဘာလို့ဒီလောက်ကောင်းတဲ့ဟင်းတွေရှိနေတဲ့ဆိုင်ကဒီလိုနေရာမျိုးမှာရှိနေတာလဲ။ အဲ့ဒီတငယ်ချင်းတွေအားလုံးကသူတို့ရဲ့တငယ်ချင်းတွေကိုလည်းဟိုတယ်ကြောင့်ချီချူးပြောဆိုခဲ့ကြပြီးတော့အဲ့လိုနဲ့ပဲစတရာဘန်ရဲ့ဟိုတယ်ကပို့ပြီးတော့လူတည်များလာတယ်။စတရာဘန်ရဲ့ဝန်ဆောင်မှုနဲ့အစားအသောက်တွေကိုလည်းလူတွေကလင်းမြစွာအတိအမှတ်ပြုလာကြပါတယ်။လူတွေကဆိုရင်မြို့မှာရှိတဲ့အစည်းကြီးတဲ့ဟိုတယ်တွေကိုထားခဲ့ပြီးတော့စတရာဘန်ရဲ့ရွာမှာရှိတဲ့အဆိုင်ကိုလာရောက်ကြတယ်။တဖြည်းဖြည်းနဲ့စတရာဘန်ရဲ့ဟိုတယ်လုပ်ငန်းကပုံမှန်ပြန်ဖြစ်လာပြီးတော့ရွာမှာကျန်ရှိနေတဲ့သူ့ရဲ့လုပ်ဖော်ကိုင်းပတ်ဟောင်းတွေကလည်းစတရာဘန်လုပ်ကိုပြောင်းဝင်လာတယ်။အခု ကျွန်တော်တို့အခုဘုရားသခင်ရဲ့ကြီးစုတော်ကြောင့်မလို့အရာအလုံးအဆင်ပြေနေပြီ။ဒါပေမဲ့ချို့တူအဲ့ဒီအတူရောင်ဟင်းခါမွေးဆိုင်တွေကငားရဲ့ဟိုတယ်ရဲ့ဘယ်ကနေဘလို့ရောက်လာလဲဆိုတာငါလည်းနားလည်ဖို့အခုထိမစင်းစားနိုင်ဘူး။အဲ့ဒီဘဟေဒီကိုဖြည့်ရှင်းဖို့အတွက်တကယ့်ကိုလိုအပ်နေပြီချို့တူ။ငါတကခုလုပ်သင့်တယ်လို့ထင်တယ်။ဆတ်ဒရာဘန်ကသူ့ကိုစန့်ကျင်တဲ့ကြံစည်မှုကိုစုံစမ်းဖို့အတွက်လုံလောက်တဲ့ငွေကြေးကိုစုဆောင်းနိုင်ခဲ့တယ်။သူကသူ့ရဲ့အမှုကိုပြန်ဖွင့်ပြီးတော့ကိုပိုင်းဆောင်တောင်းနဲ့အခုအညီနဲ့အမှန်တရားတွေကိုဖော်ထုတ်နိုင်ခဲ့တယ်။ တကယ်တမ်းမှာတော့သတင်းစာဆရာသမားအယောင်ဆောင်ပြီးတော့စတော်ဘန်းစီကိုလာခဲ့တဲ့ရာမန်ကသူ့ရဲ့ဟိုကျဲဟောင်းအနီးနားမှာရှိတဲ့ကိုပိုင်းဟိုကျဲဖွင့်ထားတဲ့သူ့ရဲ့ဆွေမျိုးတွေနဲ့အတူတူပူပေါင်းကြံစီခဲ့တာပါသူတို့တွေကစတော်ဘန်းရဲ့အောင်မြင်မှုကိုမနာလို့ဖြစ်ပြီးတော့ရာမန်ကသူစုဆောင်းထားတဲ့အချက်အလက်တွေကိုအသုံးပြုကစတော်ဘန်းရဲ့ဟိုကျဲတွေကိုခိုးဝင်ပြီးတော့မှအထူးရောင်းရင်းခတ်အမွေကြိုင်တွေကိုအဲ့ဒီညံမှာထားခဲ့တာဖြစ်တယ်ကိုပိုင်းဆောင်တော်ကြီးကလည်းလိုအပ်တဲ့သေထောက်ထားတဲ့အားလုံးကိုစုဆောင်းနိုင်ခဲ့ပြီးတော့အမှန်တရားကိုဖော်ထုတ်နိုင်ခဲ့ပါတယ်ပြမှုကျူးလွန်တဲ့သူတွေကအပြစ်ပေးခံရပြီးတော့ စတရာဘန်ကလည်းသူ့ရဲ့ကုန်တိတ်ခါကိုပြန်လည်ရရှိခဲ့တယ်။စတရာဘန်ကလည်းမြို့ထဲမှာသူ့ရဲ့ပိုင်ဆိုင်မှုတွေအလုံးပြန်လည်ရရှိခဲ့ပြီးတော့ဟော်ဒေကိုလည်းလုံးဝအသည့်ပုံစံနဲ့ဟင်းခတ်မွေးကြိုင်အသည့်တွေနဲ့အတူတူစက်ပြုံနေသည့်တွေနဲ့ပြန်လည်ဖွင့်လေခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်။ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်။ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။